င်လယ်နဲ့ထဲမှာတင်မောရီရဟတ်ယင်တွေကရေပေါ်ကိုအခုမှဆင်းသက်ထားတဲ့အာကာသယင်အစိပိုင်းစီကိုအပြေးလွှားသွားနေကြပါ යි ။အဲ့ဒီကိုရောက်တော့တကားကိုဖွင့်ပြီးတော့အာကာသယင်မှုကိုကဲထုတ်ကြပါ යි ။သူကတော့တတိမင်းနေပြီးတော့တခုခုနဲ့ထိမှန်ထားပုံရပါ යි ။အာကာသယင်မှုဆမ်ကဆေးရုံကနေပြန်လို့လာပြီးတော့သူ့ရဲ့လက်မှာပတ်တီးစီးထားတာကိုတွေ့ပါ යි ။ပဝင်းချင်းကိုကြည်လိုက်တဲ့အခါမှာဘောဝင်တချောင်းကလေထဲမှာမျောနေတာကိုမြင်လိုက်ရပါ යි ။ဒါပေမဲ့လူဆရာဝင်တွေရောက်လာတဲ့အခါမှာဘောဝင်ကစပွဲဘုတ်ကိုပြန်ကျသွားခဲ့ပါ යි ။ ဆရာဝန်တွေကသူ့ရဲ့ပထမအဦးဆုံးမရှင်အောင်မြင်တဲ့အတွက်ကိုခုံပြူကြပါရင်နေလို့ထိုင်လို့ဘလို့လဲဆိုပြီးတော့မေးတော့ဆမ်ကတော့နည်းနည်းခေါင်းမှုနေတယ်ခုနကဘောပင်ပြန်နေတာကိုမြင်လိုက်ရတယ်လို့ပြောရင်ဆရာဝန်တွေကလည်းအာကာသားကနေပြန်လာရင်ဒီလိုမျိုးဖြစ်တာပုံမှန်ပဲဆိုပြီးတော့ကိုနှစ်သိပ်ပေးကြပါရင်ဆမ်ကတော့သူ့ရဲ့လက်ကိုဘာလို့ပတ်တီးစီးထားတာလဲဆိုပြီးတော့မေးတဲ့အခါမှာလက်ကနည်းနည်းဖူးရောက်နေတာကံကောင်းတာကအရိုးတော့မချိုးဘူးလို့ဖြေပါရင်ဆင်းလာတဲ့အချိန်မှာဆက်သွယ်မှုပြတ်တောက်သွားတာကြောင့်ဘာဖြစ်ခဲ့လဲဆိုပြီးတော့ဆရာဝန်ကလည်းပြန်မိပါရင် ဆမ်ကတော့တေချာမသိဘူးတခခုနဲ့တိုက်မိပြီးတော့ဆင်းလာရင်တတိလစ်သွားတာဖြစ်မယ်ဆိုပြီးတော့ပြောလိုက်ပါရီဆရာဝန်တွေကသူ့ယင်ရဲ့အပြင်ကားကိုတခခုကဖောက်ထွင်ပြီးတော့အုံနောက်ကိုလည်းရိုက်ခွဲသွားတယ်လို့ပြောပြီးဒါကအုတ်ကကေအပိုင်းစာဖြစ်နိုင်တယ်လို့ယူဆကြပါရီအဲဒီနောက်ဆမ်ကသူ့ရဲ့မိသားစုနဲ့တွေ့တွေ့ပါရီခင်မုံဖြစ်တဲ့သူမတ်ကလည်းတမီလစ်အေစီနဲ့ရောက်လာတာပေါ့တမီနဲ့စကားပြောနေတော့ဖခင်ဖြစ်တဲ့သူဘိုးချုပ်ဝီလီယံကလည်းရောက်ချလာပါရီသူကလည်းမရှင်ပြီးဆုံးတဲ့အတွက်ကိုဂုဏ်ယူကြောင်းပြောပါရီမကတော့ဆမ်ဆင်းလာတော့ကဘာဖြစ်ခဲ့တာလဲဆိုပြီးတော့မိလိုက်တဲ့အခါမှာ ဗိုလ်ချုပ်ကတော့စစ်တပ်နဲ့နာဆာနှစ်ခုလုံးကစုံစမ်းနေတော့မယ်။စစ်သွေးမှုပြတ်တောက်သွားတဲ့အချိန်မှာပုံမှန်မဟုတ်တဲ့လိုင်းလုံးတွေကိုဖမ်းမိခဲ့တယ်ဆိုပြီးတော့ပြောလိုက်ပါပြီ။ပြီးတော့ဆမ်နာနေဖို့နဲ့တီးတက်နေထိုင်ဖို့အိမ်တလုံးကိုပြင်ဆင်ပေးထားတယ်လို့ပြောပါပြီ။ဆမ်ကလည်းမိသားစုကိုအဲ့ဒီကိုလာလေဖို့ပြောပြီးတော့ဆရာဝန်တွေကခေါ်သွားပါပြီ။ဆမ်အိမ်ကိုရောက်တဲ့အခါမှာဒေါက်တာမရှဲကလည်းအိမ်ကိုလိုက်ပြပါပြီ။ဒီင်္ဂလူသူဝေးလံပြီးတော့ဘယ်အိမ်မှအနားမှမရှိတာကြောင့်ဒါကတန်တမန်တွေကိုထားလိရှိရဲ့နေရာလို့ပြောပါရင်ကောင်းကင်ကိုကြည့်လို့ရအောင်လို့မှန်ပြောင်းတစ်ခုကိုလည်းပြပေးပါရင် မှန်ပြောင်းကြည့်နေရင်လည်းဆမ်ကခေါင်းကိုက်လာပါတယ်။ဒေါက်တာမေရှဲကလည်းအနာပေးပြီးတော့အသက်ရှူဖို့ပြောပြီးတက်သွားသွားတော့မှပဲအာဂါဒရင်မူးတွေကဆွေးအားနဲ့ပြန်အသားကျဖို့အချိန်ယူရတာပုံမှန်ပဲဆိုပြီးတော့ရှင်းပြပါတယ်။ဆမ်ကတော့မတက်တာမချင်းပုံမှန်စစ်ဆေးမှုတွေလုပ်ပေးသွားမယ်။မတက်တာရင်နောက်လာမယ့်မရှင်ကိုပါရွှေဆိုင်ပေးမယ်လို့ပြောတဲ့အခါမှာဆမ်ကတော့နည်းနည်းစိတ်ပူသွားခဲ့ပါတယ်။ဆရာဝန်တွေထွက်သွားတဲ့အခါမှာဆမ်ကတော့မိသားစုဓာတ်ပုံအေဗန်ကိုကြည့်နေတော့နှာခေါင်းကတွေးယူလာတာကိုတတိထားမိသွားပါတယ်။တွေးတော့ဖို့လုံးနေတဲ့ခါတုန်းမှပဲတငယ်ချင်းဖဲကဖုန်းဆက်လာပါတယ်။ ဖုန်းပြောရင်းနဲ့ပဲတခုခုကိုမြင်လိုက်ရတယ်လို့ခံစားရပေမဲ့တကယ်တမ်းကတော့ဘာမှကိုမရှိပါဘူး။ဆမ်ကဖြစ်ပျက်နေတာတွေကိုပြောပြတော့ဖေကတော့ဆရာဝန်ကိုအကုန်လုံးလိုက်မပြောဖို့ကိုတတိပေးပါရီ။အာကာသခီးသွားဖို့မတင်းတော်ဘူးလို့ဆုံးဖြတ်သွားမှဆိုရင်တော့မလို့အချိန်ကြာရင်သူ့အတွေ့အကြုံရဒီလက္ခဏာတွေပျောက်သွားမှာပါဆိုပြီးတော့ပြောလိုက်ပါရီ။ဖုန်းချပြီးသွားတဲ့နောက်မှာမကြခင်မိတွေမိတုံးမိတုံးဖြစ်လာပြီးတော့တခုခုလှုပ်ရှားတဲ့ကိုကြားရရီ။ဆမ်အပြင်ကိုထွက်ကြည့်တဲ့အခါမှာဖွင့်ထားတဲ့တကားပဲစီကိုတခုခုသွားတဲ့လမ်းကြောင်းကိုတွေ့လိုက်ရပါရီ။ လာသားဆောင်ကနေပြီးတော့မှန်ပြောင်းတဲ့တောရဲကိုကြီးလိုက်တဲ့အခါမှာတစ်ပင်တောင်မှာတခုခုလှုပ်ရှားနေတာကိုမြင်လိုက်ရပေမဲ့တေချာကြီးတဲ့အခါမှာဘာမှကိုရှိမနေပြန်ပါဘူးသူစုံစမ်းဖို့တောရဲကိုထွက်လာတဲ့အခါမှာလမ်းလျှောက်နေရင်ခေါင်းကိုက်ပြန်လာပြီးတော့ပုံရိပ်တွေကိုစိတ်ထဲမှာမြင်အောင်လာခဲ့ပါတယ်နောက်တော့အိပ်ရာထဲမှာပြန်လို့လာတဲ့အပြင်သူ့ရဲ့လက်ကပို့ပြီးတော့တောင်မှဖူးရောင်လာတာကိုတွေ့မြင်ရပါတယ်မနေ့ကပြင်ဖို့ကြိုးစားတဲ့အခါမှာကျဲဦးကလေထဲမှာပြန်ဝင်နေတာကိုထပ်မြင်ရပါတယ်သူကန်ကြီးနေတော့မှပဲဆရာဝန်တွေကရောက်လာတော့ကျဲဦးကကျမ်းပြင်ပေါ်ကိုပြုတ်ကျသွားပါတယ် ဒေါက်တာမီရှဲကရောက်လာပြီးကျမကြီးအခြေအနေတွေကိုစစ်ဖို့လေ့ကျင့်ခန်းတွေလုပ်ခိုင်းပါတယ်။လေ့ကျင့်ခန်းလုပ်ရင်းနဲ့သူကကြွတ်တက်လာတာကြောင့်သူကတော့ရေခဲအိတ်တွေနဲ့ကိုလဲလျောက်နေရပါတယ်။ဒေါက်တာမီရှဲကတော့တောက်ဖို့ဖြောရီတစ်ခွက်ကိုယူလာပေးပြီးတော့တက်တာစီမယ်လို့ပြောလိုက်ပါတယ်။ဆရာဝန်ထွက်သွားတဲ့အခါမှာဆမ်ကတော့မက်ကိုဖုန်းဆက်ပြီးတော့မိသားစုခရီးထွက်ဖို့ကိုလှမ်းပြီးတော့တိုင်ပင်လိုက်ပါတယ်။ဘာလို့လဲဆိုရင်တော့သူတို့မိသားစုနဲ့မက်ကနည်းနည်းလေးအလှမ်းဝေးနေတယ်လို့ခံစားရလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့မက်ကတော့အဆင်မပြေဘူးဆိုပြီးတော့ညင်လိုက်ပါတယ်။ ယုတ်ရက်ဆိုသလိုပဲတမီလေးအေစီကအမေနဲ့စကားပြောဖို့ရောက်လာပေမဲ့မက်ကတော့အလုပ်သွားရတော့မယ်ဆိုပြီးတော့ဖုန်းချလိုက်ပါတယ်။ဆမ်ဒေါ်ရဲကိုလမ်းလျှောက်ထွက်တဲ့အခါမှာအရင်လိုပဲခေါင်းကိုက်လာပြီးတော့ပေါ်ရည်ဟောင်းနေမြင်လာပြန်ပါတယ်။တက်တာသွားတဲ့အခါမှာမြေပြင်မှာဝါယာကြိုးတစ်ချောင်းကိုတတိထားမိလိုက်ပါတယ်။အဲ့ဒီကြိုးကိုလိုက်သွားတော့အစင်မဟုတ်တဲ့ကြောက်တုံးအတူတစ်ခုကရှေ့ရောက်သွားပါတယ်။အထဲမှာအိမ်ဘက်ကိုချိန်ထားတဲ့ကင်မရာတစ်လုံးကိုတွေ့ရပါတယ်။ထက်ရှာကြည့်တဲ့အခါမှာအလားတူကင်မရာနဲ့ဝါယာကြိုးတွေကိုထပ်တွေ့ပါတယ်။သူကတော့စိတ်မကောင်းဖြစ်ပြီးတော့နောက်ထပ်ရှာဖို့စူးစမ်းရင်းလဲကြပြီးတော့ကြောက်တုံးတဲ့ခေါင်းကရိုက်မိသွားပါတယ်။ သူအိတ်ရဲမှာပြန်လို့လာတဲ့အခါမှာခေါင်းကတွေးထွက်နေပါရင်စစ်သားတယောက်ကတော့ရောက်လာပြီးသူ့ကိုတော်ရဲကနေရှာတွေ့လို့ခေါ်လာတာဖြစ်ပြီးတော့ဖခင်ဖြစ်တဲ့သူရောက်နေတယ်လို့အကြောင်းကြားပါရင်အဖေနဲ့တွေ့တဲ့အခါမှာဘိုးချုပ်ကရှောက်သွားမနေပဲနားတင့်တယ်လို့ပြောပါရင်ဆမ်ကတော့ကင်မရာအကြောင်းကိုမေးတဲ့အခါမှာဘိုးချုပ်ကတော့သူ့ကိုအခန်းထဲကိုခေါ်သွားပြီးလှုပ်ဝက်သားတစ်ခုကိုဖွင့်လိုက်ပါရင်အဲဒီကနေမြေရောက်ကိုဆင်းသွားပြီးတော့တကားအတွက်ကိုလှုပ်ဝက်ကုတ်ကိုပြပြလိုက်ပါရင်ဒီနေရာကတံပိုးကြီးတန်တမန်တွေကိုလုံခြုံအောင်လို့ထားတဲ့နေရာလေးဖြစ်ပါရင် အဲ့ဒါအပြင်အပြင်ဘက်ကိုစောင့်ကြည့်ဖို့အခြေခံပစ္စည်းတွေနဲ့ကင်မရာတွေအကုန်ရှိရလို့ပြောပါရင်အနေနဲ့ရှိရင်အိမ်ကအလိုလျောက်ပိတ်ဆို့သွားမယ်လို့ရှင်းပြပြီးဒါတွေကိုစိတ်မပူပဲနားပါဆိုပြီးတော့ပြောကဗိုလ်ချုပ်ကထွက်သွားပါရင်ဗိုလ်ချုပ်ထွက်သွားပြီးတော့နောက်မှဆိုရင်တော့ပြင်ဆမ်ကသူ့လက်ကိုစစ်ကြည့်တော့ပို့ပြီးတော့စိုးနေတာကိုတွေ့လိုက်ရပါရင်ပတီးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာပို့ပြီးတော့ဆူဆူရွရွဖြစ်နေတာကိုတွေ့ရလို့ဓာတ်ပုံရိုက်ပြီးတော့တငယ်ချင်းဖဲစီကိုပို့လိုက်ပါရင်သူရေချုံးနေတဲ့ရုတ်တရက်အတန်တန်ကိုကြားလိုက်ရပါရင် ူကတော့နည်းနည်းကြောက်လန့်သွားပြီးတော့အိမ်ထဲကိုပြန်ပြေးဝင်ကခင်မုန်းကိုဖုန်းခေါ်ခဲ့ပေမဲ့အတန်မေးပဲဝင်ခဲ့ပါ යි အဲ့ဒီအချိန်မှာမိမိကလည်းမှိတ်တုံးမှိတ်တုံးဖြစ်လာပြီးတော့မီးပြတ်သွားပါ යි ဓမီနဲ့နေရာအနှံ့ကိုရှာဖွေနေတော့မှပဲတကားမှတစုံတစ်ယောက်ရှိနေတယ်လို့ခံစားရပါ යි အပြင်ထွက်ကြည့်တဲ့အခါမှာဘသူမှမရှိပါဘူးအိမ်ထဲကိုပြန်ဝင်လာတဲ့အခါမှာတော့အပြင်ဘက်အရာဝတ္ထုတစ်ခုကိုတွေ့ရှိကြောင်းအသိပေးပြီးအိမ်ကအလိုလျောက်ကိုစတင်ပိတ်ဆို့သွားပါ යි သူကတော့ဖုန်းခေါ်ဖို့ကိုလုပ်ပေမဲ့ဖုန်းလိုက်မမိပါဘူး အင်ကိုရှာဖွေရင်းနဲ့ပဲတခုခုလှုပ်ရှားနေတာခံစားရလို့မီးပြန့်ဖွင့်ဖို့ကိုပါဝါကန်ကိုပြေးပေမဲ့မအောင်မြင်ပါဘူးရုတ်တရက်ဆိုသလိုပဲတစုံတစ်ယောက်ကတကားကိုဖွင့်ဖို့ကြိုးစားနေတာမြင်ရပေမဲ့သူတကားကိုကြည့်လိုက်တော့ရက်သွားခဲ့ပါ යි သူကတော့တကားဖွင့်ကြည့်တော့ဘယ်သူမှကတော့ရှိမနေခဲ့ပါဘူးဒါပေမဲ့အတန်ကိုထက်ကြားရပြီးတော့ဓမီကမြေပေါ်ကိုပြုတ်ကျသွားပါ යි ဆမ်ကတော့ဓမီကိုလိုက်ရှာနေတော့မှပဲပရင်ပေါက်နောက်ကအတန်လာတာကိုကြားရပြီးကြည့်ဖို့ကြိုးစားတော့မှတတော်ကတကောင်ကပရင်ပေါက်ပေါ်ကနေဝင်လာတာကိုတွေ့ရပါ යි ဆမ်ကတော့ကြောက်ပြီးတော့လှုပ်ဝက်တကားလေးကိုရောက်သွားပါ යි ူကတော့အထဲမှာကင်မရာကိုဖွင့်ပြီးတော့အဲ့ဒီတရဝါကိုရှာပါရင်ကင်မရာတစ်ခုမှာတရဝါတစ်ကောင်ကအင်ကိုငေးကြည့်ရင်ရှက်နေတာကိုတွေ့လိုက်ရပါရင်မနမိုးလေးနဲ့အခါမှာသူကတော့အပေါ်ဒက်ကိုပြန်ပြေးတက်လာပါရင်အဖေနဲ့ဆရာဝန်တွေရောက်လာပြီးတော့စစ်ဆေးပါရင်ညာကအင်ကလိုလျောက်ပိတ်ဆို့သွားတာဘေကင်းခန်းထဲမှာတရဝါတစ်ကောင်မြင်ခဲ့ရတယ်လို့ဗိုလ်ချုပ်ကပြောပါရင်ဆရာဝန်တွေစစ်ဆေးတဲ့အခါမှာသူ့လက်ကမပြောက်ဘဲနဲ့ပိုဆိုးနေရကြောင်းစိတ်ပူနေရပါရင်မန်းနဲ့အစ်စီကတော့ဆမ်ကိုလာတွေ့ကြပါရင် ဗိုလ်ချုပ်ဝီလီယံရောက်လာပြီးတော့ကလေးကိုခေါ်သွားတော့ဆမ်နဲ့မက်ကတ်စ်ကပြောနေကြပါတယ်။မက်ကတော့မှန်ပြောင်းကိုပြပြီးတော့အီဇီကိုမွေးစားတော့ကသူ့အမေစီကဒါမျိုးပဲဝယ်ခဲ့လာတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။သူတို့ကစားနေတော့ဆမ်ကမက်ကိုညာကဖြစ်ခဲ့တာတွေသူမြင်ရောင်နေရတာတွေကိုပြောပြပါတယ်။ဂျိုသားတို့ဝါတကောင်သူ့ရဲ့နောက်ကိုပါလာမှာကြောက်တယ်လို့ပြောပါတယ်။သူကတော့အာကာသာတွေကနေ message တစ်ခုကိုပို့ခဲ့တော့ကတခုခုလိုက်လာတာဖြစ်ရမယ်ဆိုပြီးတော့ယူဆလိုက်ပါတယ်။မက်ကတော့လူတိုင်းကစုံစမ်းနေတယ်။ အင်ကိုပြန်လိုက်ခဲ့ချင်ရင်လိုက်ခဲ့လို့ရတယ်ဆိုပြီးတော့အားပေးလိုက်ပါတယ်။ဒါပေမဲ့လို့ဆမ်ကသူ့ရဲ့မရှင်ကိုပယ်ဖျက်မှစိုးရင်လို့ရပါတယ်ဆိုပြီးတော့ကိုပြောပြီးတော့ညင်လိုက်ပါတယ်။အင်စီနဲ့ဗိုလ်ချုပ်ပြန်လာတဲ့အခါမှာဗိုလ်ချုပ်ကတော့ဆမ်ကိုအကာအကွယ်ခံတဲ့ကိုခေါ်သွားပြီးတော့ညာကမှတ်တမ်းကိုပြလိုက်ပါတယ်။ဒါပေမဲ့မှတ်တမ်းကပုံပြက်နေပြီးဘာကူမှကိုမတွေ့ရကြောင်းဆမ်ကတော့အရင်ကမှအာအတင်သွားခဲ့ရပါတယ်။ဗိုလ်ချုပ်ကတော့ဒီမှာဆက်နေအောင်မလားပြီးတော့ဆမ်ကတော့ရပါတယ်ဆိုပြီးတော့ဖြေလိုက်ပါတယ်။ဒါကြောင့်မလို့အရေးပေါ်ဆိုရင်ဖုန်းခေါ်ဖို့ပြောပြီးတော့ဗိုလ်ချုပ်ကလည်းထပ်သွားခဲ့ပါတယ်။ မကတော့သူ့ရဲ့တမီးနဲ့လမ်းလျှောက်နေတော့မှာပဲယုတ်တည့်ရဆိုသလိုအတန်တန်ကိုကြားရတာကြောင့်အီဇီကိုခေါ်ပေးမယ်လို့မတွေးတော့ဘဲနဲ့စိုးရင်လာခဲ့ပါ යි ။အဲ့ဒီအချိန်တမီးလေးကပိုးတိကောင်တွေနဲ့ကိုပြန်ရောက်လာခဲ့ပါ යි ။ကလေးကိုစူပီးမှာတစ်ပင်တွေစီကိုအင်းဆက်ပိုးတွေအစူးလိုက်အပြုံလိုက်ဝင်တိုက်နေတာကိုတွေးလိုက်ရတာမို့လို့သူတို့အိမ်ထဲကိုအပြေးလွှားကိုမှဝင်လိုက်ကြပါ යි ။အင်းဆက်ပိုးတွေကအိမ်ကိုဝိုင်းထားပြီးတော့ပြင်ပေါက်တွေကိုတိုက်ခိုက်နေပါ යි ။အိမ်ထဲမှာပိုးတိကောင်တွေပြင်နေတယ်။ဆမ်ကတော့ဒါဘာကြောင့်လဲဆိုပြီးတော့ပြောနေတဲ့အခါမှာပဲ ဒရိုက်တာကိုမေးတော့ဂျာတီဥဒုပြောင်းလဲမှုကြောင့်ဖြစ်နိုင်တယ်ဆိုပြီးတော့မတေချာဘဲနဲ့ကိုဖြေလိုက်ပါရင်မက်ကိုလည်းအစီလို့ခေါ်ပြီးတော့အိမ်ပြန်ဖို့ဆမ်ကပြောပါရင်မက်ကတော့ဒီမှာတယောက်ထဲနေရတာအဆင်ပြေပါမလားဆိုပြီးတော့မေးတဲ့အခါမှာဆမ်ကတော့ရဲအနေငယ်ပဲဖြစ်တာမို့လို့ရပါတယ်ဆိုပြီးတော့ပြောလိုက်ပါရင်သူတို့ထွက်သွားပြီးသွားတဲ့နောက်မှာဆမ်တကူလုံးကတော့နှာကျင်လာရပါရင်ခြေထောက်ကိုကြည့်တဲ့အခါမှာတွေးထွက်နေပါရင်သူအခန်းထဲမှာပုံမမဟုတ်တဲ့ insect တွေကိုရှာဖွေတဲ့အခါမှာဒါရီကကဘာတန်လိုက်ဆက်ကွင်းပြောင်းလဲနေတာနဲ့ဆက်ဆက်နေတာကိုတွေ့ရပါရင် ဒီလိုမျိုးဖြစ်နေတဲ့နေရာတွေမှာဂျိုရုတွေအလုံးမလုံးတော့တာမမြင်ရတဲ့ပြန်တန်းနေတဲ့အရာဝတ္ထုတွေးရှိမှုတွေရှိတာနဲ့လူတွေပျောက်ဆုံးနေရတွေရှိတယ်လို့သိရတော့ဆမ်ကတော့ကြောက်လန့်သွားရပါတယ်။သူ့ရဲ့ကြောကနာနေလို့ကြီးလိုက်တဲ့အခါမှာတွေးထွက်နေပါတယ်။တကားတိုင်းကိုလောချနေတော့မတ်ကတော့ဖုန်းဆက်လာတာမလို့ဆမ်ကတော့အိမ်ကိုပြန်လာဖို့ပြောပါတယ်။ယုတ်တည်းရဲ့ဆိုသလိုပဲဆမ်ကအိမ်ထဲမှာတခုခုရှိနေကြောင်းမတ်ကိုပြောပါတယ်။ မကတော့အမြန်ဆုံးလာခဲ့မယ်ဆိုပြီးတော့ပြောတာမို့လို့ဆမ်ကတော့အကာအကွယ်ခံတဲ့ကို ပြေတော့လေကားကပြုတ်ကျပြီးတော့ဒန်ယာကနေထူဆန်းတဲ့အရေးတမျိုးထွက်လာတာကိုမြင်လိုက်ရပါပြီ။သူအကာအကွယ်ခံတဲ့ကိုဝင်ပြီးတော့ကင်မရာနဲ့ရှာပေမဲ့ဘယ်နေရာမှရှာမတွေ့ခဲ့ပါဘူး။ဒါပေမဲ့တခုခုလှုပ်ရှားနေတာကိုတော့တွေ့မြင်နေရတော့ပါပြီ။အင်ကိုစကန်ဖက်ကြည့်တဲ့အခါမှာလူနေရောက်ရှိနေတယ်လို့ပြပါပြီ။ကင်မရာကိုထက်ကြည့်တဲ့အခါမှာအခန်းတစ်ခုထဲမှာတရဝါတကောင်လှုပ်ရှားနေတာကိုမြင်လိုက်ရပြီးတော့ကင်မရာတွေတစ်လုံးပြီးတစ်လုံးကပိတ်သွားခဲ့ပါပြီ။နောက်ဆုံးတစ်ခါစကန်ဖက်တဲ့အခါမှာလူသုံးယောက်ကရှိနေပြီးတော့ ဘေးကင်းခန်းကပါ ချုပ်ရင်လာပါရင်ဆမ်ကတော့တခုခုဝင်လာတာဖြစ်နိုင်တယ်လို့အခန်းတစ်ခန်းထဲကိုပြေပေါ်ပါရင်ဒါပေမဲ့လို့တရဝါကိုအခန်းထဲမှာတွေ့လိုက်ရတော့သူကတော့ထွက်ပြေးသွားပါရင်နောက်ထပ်တရဝါတကောင်မှလာနေတာကိုတွေ့ရလို့အတန်မကြားကျင်အောင်လို့ခိုးကြောင်ခိုးဝဲထွက်ပြေးရပါရင်ဆမ်ကတော့အခန်းတစ်ခန်းထဲကိုပြေးပုန်နေရင်လည်းသူရဲ့လက်ကအရန်ကိုမှနာကျင်လာပါရင်ဒါကြောင့်မလို့ပတ်တီးကိုဖွင့်လိုက်တော့သူရဲ့လက်ကတရဝါတွေလိုပဲပြောင်းလဲနေတာကိုတွေ့လိုက်ရပါရင်တရဝါရီကသူ့စီကိုလာနေလို့တခြားသောအခန်းထဲကိုပြေးဝင်ပြီးတော့တကားတစ်ချက်ကိုချိုးဖြတ်ပြီးထွက်သွားခဲ့ပါရင် အပြင်ဘက်မှာမက်ကအီစီနဲ့ရောက်လာခဲ့ပေမဲ့လို့အိမ်ကလောချထားလို့ဝင်လို့မရပါဘူး။စင်းပြက်လန်းကိုဖျက်ပြီးလာတဲ့ဆမ်ကိုတရဝါကတိုက်ခိုက်ပါရင်တရဝါကခြေထောက်ကိုဖမ်းထားပေမဲ့ဆမ်ကတော့ရုံထွက်နိုင်ခဲ့ပါရင်သူပြင်းနေတော့မှာပဲသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကတရဝါရီလိုပြောင်းလဲနေပါပြီ။အပြင်ဘက်မှာအီစီကကားတွေကထွက်လာပြီးတော့တော်ရဲကမေးရောင်တွေထွက်နေတာကိုပြပါရင်အဲ့ဒီအချိန်ဆမ်ကလည်းလှုပ်ဝက်လန်းကနေတော်ရဲကိုရောက်လာနေပါပြီ။တော်ရဲမှာသူပြင်းနေတော့မန်းနဲ့အီစီကသူ့ကိုရှာနေပါပြီ။ ဗိုလ်ချုပ်ဝီလီယမ်နဲ့စစ်သားတွေပါအင်တီကိုရောက်လာခဲ့ကြပြီးတော့မန်ရဲ့ကားကိုမြင်တဲ့အခါမှာသူတို့ဒီမှာမရှိသင့်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ဆမ်ဒေါ်ရဲမှာပြင်းနေရင်လည်းဖြည်းဖြည်းချင်းတရဝအဖြစ်ကိုပြောင်းလဲနေပါတယ်။အင်ထဲမှာစစ်သားတွေကအင်ကဗလာဖြစ်နေပြီလို့အကြောင်းကြားတယ်။ဗိုလ်ချုပ်ကရှာဖွေဖို့ဘေကင်းခန်းထဲကိုဝင်သွားတဲ့အခါမှာဆမ်ကထွက်ပြေးတဲ့လမ်းကြောင်းကိုတွေ့လိုက်ရပါတယ်။ဆမ်ကတော့ပြင်းရင်နဲ့မော်ပန်ပြီးတော့မြေပေါ်ကိုကျလဲသွားခဲ့ရပါတယ်။တရဝကသူ့ရဲ့ရှိမှရှိနေတာကိုခံစားရလို့သူ့အသက်ကိုချမ်းသာပေးဖို့တောင်းပန်လိုက်ပါတယ်။ တရဝါကြီးကသူ့ရဲ့မေးစေးကိုထိပ်ပြီးတော့သူ့ဘာသာစကားတွေနဲ့နားလည်လို့လားဆိုပြီးတော့မေးလိုက်ပါရင်အန်ဝစီကကောင်းတာကဆမ်ကတော့နားလည်နေပါပြီတခြားသောတရဝါတွေကလည်းရောက်လာပြီးတော့သူတို့ကဆမ်ကိုတတိယပါရင်ဘယ်တော့မှမမေ့ဘူးလို့ပြောရင်ပြီးတော့ဆမ်ကိုမှတ်မိဖို့ပြောပြီးတော့သူ့ရဲ့ခေါင်းနဲ့ဆမ်ရဲ့ခေါင်းကိုထိလိုက်တဲ့အခါမှာဆမ်ကတော့အကုန်လုံးကိုပြန်ပြီးတော့မှတ်မိသွားခဲ့ရပါရင်သူတို့စစ်သားတွေစီကနေတောထဲမှာပြေးခဲ့ရပါရင်သူတို့ကချက်ချင်းဆိုသလိုပုံပြနိုင်ပေမဲ့ပြန်ပြောင်းမှုအချိန်ယူရတဲ့အားနည်းချက်လည်းရှိပါရင် ဒါပေမဲ့လို့သူတို့ကိုလိုက်ရှာတဲ့အခါမှာဘူဂျိုးဝီလီယံကသူ့ကိုရှာတွေ့ပြီးတော့တမီးအဖြစ်ကိုမွေးစားခဲ့တာလည်းဖြစ်ပါတယ်။ဆမ်ကတော့အရာရာကိုပြန်ပြီးတော့မှတ်မိသွားတဲ့အချိန်မန်းနဲ့အေစီကရောက်လာခဲ့ပြီးတော့သူ့ကိုမြင်တော့အာအတင့်သွားခဲ့ကြရပါတယ်။ဆမ်ကတော့သူတို့ကဘသူကိုမှမနာကျင်စင်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ဘူဂျိုးကလည်းတနေ့နဲ့ရောက်လာပြီးတော့လိုက်ခဲ့ဖို့ကိုပြောတယ်။မက်ကလည်းတနေ့ချဖို့ကိုပြောခဲ့ပေမဲ့ဘူဂျိုးကတော့သူတို့ကိုဖမ်းဖို့အများကြီးကိုစောင့်နေခဲ့ရတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဆမ်ကတော့မရှင်တစ်ခုလုံးကဂျိုသားတွေကိုကဘာမျိုးစီကိုပြန်ခေါ်ဖို့ တားကောင်းများတာလားဆိုပြီးတော့မေးလိုက်ပါရင်ဘူဂျုံကတော့သူ့ကိုဘဝအစ်စ်ပေးခဲ့ချင်ပေမဲ့အခုလိုက်ခဲ့ရမယ်ဆိုပြီးတော့ပြောလိုက်ပါရင်လိုက်မလာရင်ဘာလို့မလဲဆိုပြီးတော့ဆမ်ကမေးတဲ့အခါမှာဘူဂျုံကတနက်ကိုချင်းပြီးတော့ထမမင်းနဲ့ဆိုပြီးတော့ပြောလိုက်ပါရင်မကတော့ဘူဂျုံအပေါ်ကိုခုံအုပ်ပြီးတော့ထိုးလိုက်တာကြောင့်ဘူဂျုံကလည်းမေးလေသွားခဲ့ပါရင်ဆမ်ကလည်းသူ့ရဲ့မူလပုံစံအဖြစ်ကိုပြန်ပြောင်းနေပြီးတော့တခြားသောဂျိုသားတွေကထောက်ခဖို့လိုနေပြီဆိုပြီးတော့ပြောတာကြောင့်ဆမ်ကတော့တမီးကိုနှုတ်ဆက်ပြီးတော့ထွက်သွားပါရင်စစ်သားတွေကဘူဂျုံကိုကယ်တင်ဖို့ရောက်လာတဲ့အချိန် သူတို့ရဲ့အာကာသယာဉ်ကြီးထွက်ခွာသွားတာကိုမြင်လိုက်ရပါတယ်။အာကာသယာဉ်ကကောင်းကင်မှာပျောက်ကွယ်သွားတာကိုသူတို့အားလုံးကတော့ရဲကြည့်နေရင်းနဲ့ဒီဇက်ကားလေးကလည်းဒီမာရင်ကိုပြီးဆုံးသွားရတာဖြစ်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ဇလန်ကောင်းလေးကိုကြည့်ရှုခြင်းနဲ့ဆိုရင်လည်း channel လေးကိုလည်း like and subscribe လေးတွေပြုလုပ်ပေးခဲ့ကြပါဦး။ခေတ္တဆွေနောက်ထပ်ဇက်ကားကောင်းတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။ကြည့်ခြင်းနဲ့ဇက်ကားလေးတွေရှိရင်လည်း comment လေးမှာ request လုပ်နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။